ပထမဆုံးအနေနဲ့မဒရာမှာရှိနေတဲ့စီးရီးအခြေအနေကိုအရင်ဆုံးတင်ဆက်ပေးသွားကြပါမယ်။ဒါကတော့ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ25ရက်နေ့မှာစတင်ခဲ့တဲ့တက်တော်ညာနှစ်ကွန်စစ်စင်ဒုတိယပိုင်းအတွင်းပလောင်လက်နက်ကိုင်တပုံ DNL ရဲ့လက်နက်တပ်ဆင်ပေးမှု ီစားနပ်ရိက္ခာနဲ့ခေရန်ထောက်ပံ့ပေးမှုတွေနဲ့အတူအေယော်ရီမီရဲ့အရှိဘတ်ချမ်းမှာရှိနေတဲ့မန္တလေးတိုင်းရဲ့ဖက်ချမ်းမှာရှိနေတဲ့မုံကုတ်မတရားစင်ကိုတကြောလုံးကိုမန္တလေး PDF ကဥဆောင်ပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒီမတရားပတ်ဝန်းကျင်ထိလည်းမန္တလေး PDF နဲ့အပေါင်းအပါတွေလာရောက်စုဖွဲ့မှုတွေပြုလုပ်ပြီးတော့စင်ကိုလက်ပံလာတဲ့ကြောနဲ့ဝါဖြူတော်တပေချင်းပေါ်တော်လန်းဆောင်တလျှောက်လုံးကိုအကြမ်းဖက်သမားတွေကလာရောက်တိုက်ခိုက်ထိန်းချုပ်ပြီးတဲ့နောက်ရွှေတွင်းတွေအားလုံးကိုလဝဲကြီးအုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အခုနိုဝင်ဘာ24ရက်နေ့မှာပဲတမရော်ကမဒရာတနေလုံးကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အတွက်မဒရာတကြုံးမှာစုဖွဲ့လှူရှားနေတဲ့မန္တလေး PDF မဒရာပကဖဆင်ကူပကဖနဲ့တပိချင်းပကဖအပါဝင် ARM ရဲ့အနောက်ဘက်ခြမ်းမှာရှိနေတဲ့ရွှေလာခူးတူးနေတဲ့အဖွဲ့တွေအားလုံးဝန်ရုံစိတ်ဝင်ပြီးစီးရေးလှူရှားနေတဲ့မဒရာတကြုံးလုံးမှာတမရော်ကပြန်လည်ထင်းချုံနိုင်လိုက်ပြီးဖြစ်ပါတယ်တမရော်ကနိုဝင်ဘာ24ရက်နေ့ကပဲဒီမဒရာနဲ့ဆင်ကူအဆက်မှာရှိနေတဲ့ပက်လေအင်ရွာကိုပြန်လည်ပြီးတော့ထင်းချုံလိုက်တာဖြစ်ပါတယ် အဲ့လိုအင်ဂျာကိုထိန်းချုပ်လိုက်ပြီးဖြစ်ပြီးတဲ့နောက်မနေ့ကနိုဝင်ဘာ25ရက်နေ့မှာပဲမဒီယန်နဲ့စင်ကူတကြောလုံးမှာရှိနေတဲ့အကြမ်းဖက်သမားစုဖွဲ့နေရာတွေကိုဆက်လက်ပြီးနေမရှင်းလင်းဆောင်ရွက်လျက်ရှိပါတယ်။ပြီးခဲ့တဲ့ဒီနိုဝင်ဘာ14ရက်နေ့ဝင်းကျင်ကလေးကပဲဒီတက်မိုစစ်ကြောင်းတွေကယင်းနေတာလန်းစုံပြီးလို့ရှိရင်နိုဝင်ဘာပထမပတ်ကလေးကအင်းချင်းမြိုင်နောက်ပြီးတော့ဒီစေတော်ကြီးတကြောလုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကလည်းဇကျင်းမှာအခြေပြုထားတဲ့တမလို့စစ်ကြောင်းတွေကတော့ရောက်ဆိုသလိုစစ်မျက်နှာပေါင်းစုံကနေနေမြရှင်လေးပိုက်စိတ်တိုက်ဆောင်ရွက်လာတာဖြစ်တဲ့အတွက် မန္တလေး PDF နဲ့အပေါင်းပါရီ ARR မြစ်ကိုကြားခံပြီးတော့သခိုင်းနဲ့မန္တလေးဘက်ချမ်းမှာစီးရေလှှောင်မှုပြုလုပ်နေတယ်ဆက်ကြီးကောက်နေတယ်ပုံတွေရေးကိုအကြောင်းပြပြီးတော့ရမုံငွေရှာတော်လန်ရေးရမုံငွေအနေနဲ့အသုံးပြုနေကြတဲ့အဖွဲ့တွေအားလုံးရဲ့စူးမှုထားရနေရကိုတမတော်ကပြန်လည်တိုက်ခိုက်သိမ်းမှတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုတက်ခဲ့သိမ်းမနိုင်ခဲ့ပြီဖြစ်တဲ့အတွက်အကျန်းဖက်သမားတွေစူမိုးထားတဲ့စင်ကူလက်ပံလာတဲ့ကျော်လုံးကိုလည်းတမ်ရောကဒီနေ့နိုဝင်ဘာ26ရက်နေ့မှာပဲစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာပထမပတ်ကလေးက ဒီစင်ကူး area တကျော်လုံးမှာရှိနေတဲ့အကျန်းဖက်သမားတွေကိုနေမရှင်ကြီးဆောင်ရွက်ဖို့ပြင်ဆင်လျက်ရှိပြီးတော့ဒီ net ကြီးစင်စကြင်ပဝင်းကျင်ကလည်းစစ်ကြောင်းထူးစီကြရလာတာရှိတယ်။မိုးကုတ်မတရားလမ်းပိုင်းကနေဒီကျမ်းမတော်ရဲ့ပင်မစစ်ကြောင်းကြီးကနေမရှင်ကြီးဆောင်ရွက်နေတာရှိတယ်လို့ဆယ်တော်ကြီးပဝင်းကျင်မှာရှိနေတဲ့ဒီအင်ဂျင်မြိုင်ဆယ်တော်ကြီးတကျော်မှာနေမရှင်ကြီးဆောင်ရွက်နေတဲ့တမတော်စစ်ကြောင်းတွေကလည်းအကျန်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေကိုတော့ရှော့ဆိုလို့နေမရှင်ကြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုဆိုရင်တော့ဒီစင်ကူးနယ်ထဲဒီတပ်မတော်စစ်ကြောင်းတွေကနေမြချင်းလေးဆောင်ရွက်နေတာဖြစ်ပြီးအ ਨੇ စုံစစ်ကြောင်းကြီး၃ကြောင်းထံမှနေကပိုက်စိတ်တိုက်ပြီးတော့ရင်မောင်းတန်းရှင်လင်းပြည့်ရှိတယ်လို့သိရပါတယ်။အခုဆိုရင်တော့တပ်မတော်ကပြန်လဲထိန်းချုပ်လိုက်တဲ့စင်ကူးဒီမတရားအဆက်ကနေလက်ပံလာလမ်းစုံတွေတွေ့ကြည့်မယ်ဆိုလို့ရှိရင်73မိုင်ကျော်74မိုင်ဝန်းကျင်သာရှိပါတော့တယ်။ဒါမှဒီပြည်တော်စုလမ်းမကြီးကသွားရင်73မိုင်ကျော်74မိုင်ဝန်းကျင်ရှိတာဖြစ်ပါတယ်။အတဲအတိုင်းအဖြောင်းတိုင်းတဲမယ်ဆိုရင်တော့10မိုင်ကျော်အကွာဝေးသာရှိပါတယ်။ ဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်ဒီရကန်းစင်တောင်ရှိမယ်အဲဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်တော့ညောင်ဝင်းရွှေပြည်လမ်းစုံလိုရှိမှာဖြစ်ပါတယ်ရွှေပြည်ကဒီမိုးကုတ်မတရားလမ်းကြောင်းကြီးပေါ်မှာအဓိကကြားတဲ့ရွာကြီးတစ်ရွာလို့ဆိုရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကတမတော်ကပြန်လဲတိုက်ခိုက်သိမ်းပတ်လိုက်တဲ့တန်ငါရွာလိုမျိုးရင်းနသာရွာလိုမျိုးစက်ကြီးကိတ်ကြီးအကြီးဖွင့်ထားတယ်လမ်းမကြီးပေါ်မှာတည်ရှိပြီးတော့အတွင်းထဲမှာရှိနေတဲ့ထုံကြီးတိုက်နေအထိချိတ်ဆက်ထားတဲ့နေရာတွေဖြစ်ပါတယ်ထုံကြီးကိုရောက်ဖို့ဆိုလို့ရှိရင်ဂျားမှာတောင်အင်းဆဲတဲ့စတဲ့ရွာတွေရှိပါသေးတယ် ထုံကြီးတိုက်နေဆိုတာက ARM ရဲ့ကန်နက်မှာရှိပြီးတော့အနောက်ဘက်ကဒီရွှေဘိုဝက်လက်တကြောက PDF တွေနဲ့ချိတ်ဆက်မှုတွေပြုလုပ်နေတယ်။ထုံကြီးတိုက်နေဖြစ်တဲ့အတွက်တိုက်နေဆေးရုံလည်းရှိပြီးတော့တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုနေမြရှင်လေးဆောင်ရွက်မှုတွေအတွင်အကြမ်းဖက်သမားတွေလာရောက်စုဖွဲ့ပြီးဆေးကုသမှုပြုလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။တို့ဒီနေရာတွေကိုမကြခင်တပ်မတော်ကနေမြရှင်လေးဆောင်ရွက်တော့မှဖြစ်တဲ့အတွက်မဒီယာတကြောလုံးမှာဆေရှုံမှုစုပ်ခွာသွားရတဲ့မန္တလေး PDF မဒီယာပကဖအပါဝင် local PDF တွေအားလုံးကဆင်ကူးနေတဲ့ကို ဒီဇောင်းကနေလွှတ်လိုက်တဲ့နွားတွေလို online ကျင်းလိုက်ဆစ်ဆောင်သွားကြပြီဖြစ်ပါတယ်။ဒီအကြမ်းဖက်သမားတွေကဆစ်ဆောင်သွားကြတာတွေကိုဒီဒေသခံမိဘပြည်သူတွေဆစ်ဆောင်သွားကြတယ်ဆိုပြီးတော့နာမည်ခံပြီးတော့ပြောင်းရွှေ့မှုတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။အကြံဖက်တွေနဲ့အကြံဖက်အပီမီဒီယာတွေကတော့တမရိုကမီဒီယာတကြောလုံးကိုတိုက်ခိုက်တင်ပြလိုက်ပြီးဖြစ်တဲ့အတွက်သေဘေးရှောင်အရေးအတွက်၄000ခွဲကနေ9000ညာရှိပြီးတော့စားနပ်ရိက္ခာလူအခြေအနေမြင့်တက်နေတယ်တမရိုရဲ့၄ချောင်းတိုက်ခိုက်မှုတွေကြောင့်အကြံဖက်တမရိုတွေထိခိုက်ဒေဆုံးမှုတွေ မြင့်ပေမဲ့ဒေသခံမိဘပြည်သူတွေသိဆုံးမှုသာမြင့်တက်နေရဆိုပြီးတော့တရင်တို့တရင်မှာထုတ်ပြန်နေစေဖြစ်ပါတယ်။အခုဒီနိုဝင်ဘာလထဲမှာ26ရက်နေ့တိကြည့်မယ်ဆိုလို့ရှိရင်လည်းနိုအင်းနေကရွှေပြည်မှာရှိတဲ့အကျန့်ဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုလည်းကြောင်းတိုက်ခိုက်ခဲ့တယ်။နိုဝင်ဘာ12ရက်နေ့မှာလည်းဒီမလဲဒေါ်မှာရှိနေတဲ့အကျန့်ဖက်သမားတွေစုဖွဲ့နေရာကိုလည်းကြောင်းတိုက်ခိုက်ခဲ့တယ်။နိုဝင်ဘာ22ရက်နေ့ကလည်းနဲ့ကြီးစင်မှာရှိနေတဲ့အကျန့်ဖက်သမားတွေစုဖွဲ့နေရာကိုစကြင်မှာရှိနေတဲ့တမတော်စစ်ကြောင်းတွေကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးအကျန့်ဖက်သမားတွေစုဖွဲ့မှုကိုရှင်းလင်းခဲ့ပါတယ်။ ဒီ net ကြီးတဲ့စာတင်ကြောင်းနဲ့ပတ်သက်ပြီးအကြံဖတ်သမားတွေရဲ့တင်ထုတ်ပြန်မှုမှာလည်းအပြစ်မဲ့အရက်သားတွေထိခိုက်သေဆုံးခဲ့တဲ့ဓာတ်ပုံတွေကိုသာပြသခဲ့ပါတယ်။ဒါပေမဲ့အကြံဖတ်သမားတွေထုတ်ဖို့ပြသခဲ့တဲ့ဗီဒီယိုနဲ့မှတ်တမ်းဓာတ်ပုံတွေကစာတင်ကြောင်းအနည်းကျရောပေါက်ကွဲခဲ့တာမဟုတ်ဘဲနဲ့ဗာရဖြန့်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့ကြားသိရပါတယ်။အစရောဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ဒီနေ့နိုဝင်ဘာ26ရက်နေ့မှာပဲတက်မတော်စစ်ကြောင်းတွေကမဒရယာဧရိယာအားလုံးကိုထိန်းချုပ်ပြီးတဲ့နောက်စင်ကူဧရိယာတီကိုနေမရှင်လေးဆောင်ရွက်နေပြီဖြစ်ပါတယ် မကြာခင်ရပ်ပိုင်းအတွင်းစင်ကူးဧရိယာတကျော်လုံးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်သွားဖို့အလားအလာရှိနေပါတယ်။လက်မှန်လောက်ကသာတမရိုစစ်ကြောင်းတွေထင်းချုံနိုင်ခဲ့ပေမယ့်အေယာရမီရဲ့ကန်နဆတ်မှာရှိနေတဲ့ထုံကြီးတိုက်နဲ့အစေအသက်အရိကနေတစဉ်ဒီရွှေလေးစင်ကူးဒီနေရာတကျော်လုံးကသာထင်းချုံထားနိုင်ခဲ့မယ်ဆိုရင်အေယာရမီရဲ့အရှိဘက်နဲ့အေယာရမီရဲ့အနောက်ဘက်အကြမ်းဖက်သမားတွေကိုဇုံတတ်မှတ်ပြီးတော့နေမြရှင်လေးဆောင်ရွက်လို့ရပြီဖြစ်ပါတယ်။ လက်ပံလာလောက်ထိထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်းလက်ပံလာနဲ့ဝါဖြူတော်ကြားမှာရှိနေတယ်။ဖော်တော်လန်းဆောင်ကြားမှာရှိနေတဲ့အကြံဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာတွေကိုလည်းတောက်လျှောက်ဆူသလိုစေရေးအရာထိန်းချုပ်နိုင်တော့မှာဖြစ်ပြီးအကြံဖက်သမားတွေကိုလည်းအမဲကျွေချွေနိုင်တော့မှာဖြစ်ပါတယ်။ဒါအပြင်ဝါဖြူတော်ဖော်တော်လန်းဆောင်ပတ်ဝန်းကျင်ဒီစင်ကူးတပေကျင်းလမ်းမိုက်တွေမှာဖြူခိုးတူးနေတဲ့အဖွဲတွေဝတ်တွေဖက်ရှိလက်ကြချောင်းကြီးကြီတော့ပေါ့စားရရွာတွေအလုံးကိုလည်းဆက်လက်ပြီးနေမရှင်းလေးဆောင်ရွက်သွားဖို့လိုပါတယ်။ဒီလမ်းကြောင်းတစ်လျှောက်မှာအကြံဖက်သမားတွေရဲ့စက်ကြီးခိတ်တွေအများကြီးရှိတယ်လို့ အတွင်းပိုင်းမှာရှိနေတဲ့လေကြာဝက်တီဖက်ရှည်ရွာတွေကလည်းအကြံဖက်တွေရွှေခိုးတူးနေကြဆဲဖြစ်ပါတယ်ဒီနေရာတွေကိုလည်းဒီချင်းတွင်းမြင့်နဲ့မူးမြင့်တစ်လျှောက်ကရွှေမျောဖောင်တွေကိုလေရောင်းတိုက်ခိုက်မှုပြုလုပ်တယ်လို့ပဲအကြံဖက်တွေတည်တံ့ရှိနေတဲ့နေရာဖြစ်တဲ့အတွက် PPC စီးနေတွားရောက်လေကြောင်းတိုက်ခိုက်မယ်ဆိုရင်အကြံဖက်သမားတွေအတွက်အိမ်မဆိုးတွေဖြစ်လာနိုင်တယ်ဆိုတော့အကြောင်းအရာကိုတင်ဆက်ပေးချင်ပါတယ်အဲ့ဒါကတော့ဒီမက်ဒီယာစင်ကူတကျော်လုံးကိုတက်မတော်ကပြန်လဲထိန်းချုပ်နိုင်ခဲ့တယ်ဆိုတော့ ကြောင်းရံနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့မတရားမြို့နယ်တစ်ခုလုံးကိုတမရောကအပြေးဝထင်းချိုလိုက်ပြီးဖြစ်တဲ့အကြမ်းဖက်သမားတွေကိုလည်းဒီစစ်ရှုံးပြီးတော့အရှုံးတွေနဲ့အလဲလဲအကွဲကွဲနဲ့အထီးကပ်နစ်နာမှုများစွာနဲ့ဆုတ်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်။ဒါဒီမရရကြောလုံးကိုထင်းချုပ်ပြီးစင်ကုကိုဆက်လက်ထိုးစစ်ဆင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မူကုတ်နဲ့မူမေဖြစ်ပါတယ်။ မိုးကုတ်မှာပလောင်လက်နက်ကိုင်သဘုံတရံတဲ့အနေကအပြစ်ခတ်ရစဲရေးစာချုပ်အော်တိုဘာ29ရက်နေ့ကချုပ်ဆိုလိုက်ပြီးတဲ့နောက်အခုလာမယ့်နိုဝင်ဘာ20ရက်နေ့ကပဲအကြမ်းဖက်တွေရဲ့ပလောင်လက်နက်ကိုင်သဘုံတရံတဲ့အနေရဲ့အုပ်ချုပ်ရေးရန်ရအားလုံးရပ်ဆိုင်းပေးခဲ့ရပါတယ်။နိုဝင်ဘာ25ရက်နေ့မနေ့ကစပြီးတော့တမပလောင်လက်နက်ကိုင်သဘုံတရံတဲ့အနေနဲ့အပေါင်းပါတွေ PDF တွေအကြမ်းဖက်သမားတွေအားလုံးမိုးကုတ်ကနေစွန့်ခွာပေးရပြီးတော့ဘုံမိတ်မှာသွားရောက်စုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ ဒါပေမဲ့ဒီနေ့နိုဝင်ဘာ26ရက်နေ့ကျွန်တော်တို့ထပ်မံရရှိတဲ့သတင်းအရာတော့မိုးကုတ်မြို့ထဲမှာတမရော်စစ်ကြောင်းတွေဝင်ရောက်နေတယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရသလိုမိုးမိတ်မဲမှာလည်းဒီတမရော်ရဲ့ဆာယာဖာလုံညုံကြီးတပ်ဖွဲ့ဝင်တချို့တရားနေပါရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒီနေ့မိုးကုတ်မြို့ထဲမှာဆိုလို့ရှိရင်လည်းတမရော်စစ်ကြောင်းတွေကမိုးကုတ်ရဲ့ဒီအဓိကဆိုးရယုံဌာနဆိုင်ရာတွေစိုက်ခဲ့တဲ့နေရာတွေရေစကန်နေရာတွေကိုတမရော်စစ်ကြောင်းတွေအဲဒီစေကနဲ့ပြန်လည်ပြီးတော့ဝင်ရောက်စုဖွဲ့တာတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရသလို ဝါဖြူတော်ဖော်တော်လန်းစုံကနေမိုးကုတ်ကြက်ပြင်ကြားမှာရှိနေတဲ့ဒီပြောင်းမြန်ရွာတော့ကြောက်ဖားခိတ်စားတဲ့နေရာတွေမှာလည်းတမတော်စစ်ကြောင်းတွေ20နဲ့50ကြာဝင်ရောက်စကန်းချနေတယ်ဆိုတဲ့တင်းတွေလည်းကြားသိရပါတယ်မိုးကုတ်မြို့ထဲမှာလည်းအဓိကအရေးပါတဲ့နေရာတွေမှာတမတော်ရဲ့စစ်ကြောင်းတချို့လုံညိုရေးတပ်ဖွဲ့ဝင်တချို့အဖွဲ့ငယ်တွေခွဲပြီးတော့လုံညိုရေးဆောင်ရွက်နေတယ်ဆိုတဲ့တင်းတွေကြားသိရပါတယ်ဒါပေမဲ့မိုးကုတ်မြို့ကိုတမတော်စစ်ကြောင်းတွေဒီအပြေးဝပြန်လည်ဝင်ရောက်လာမယ်နိုင်ငံဝန်ထမ်းတွေ ြန်လည်ဝင်ရောက်ပြီးတော့အကျိုးရန်နေရလေပတ်မှာကတော့လာမယ့်နိုဝင်ဘာ30ရက်နေ့ဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့တမန်တော်စစ်ကြောင်းနေတဲ့လူမျိုးကြီးတပ်ဖွဲ့ဝင်တွေတချို့ကပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ပလောင်အကြမ်းဖက်တွေရဲ့ဒီပလောင်အကျိုးရန်နေရရက်ဆိုင်နေနေကစပြီးတမန်တော်စစ်ကြောင်းတွေရောက်ရှိနေခဲ့ဆိုတဲ့သတင်းကိုကြားသိရတဲ့အတွက်တကယ်ကိုမှန်သက်အံ့ဩမိပါတယ်။အကြမ်းဖက်တွေရှိနေတဲ့ကြားတွေကတမန်တော်စစ်ကြောင်းတွေကမိုးကုတ်မျိုးတွေကိုဘလို့များရောက်ရှိသွားပါတယ်။မိုးကုတ်ကိုခြေတက်နေတဲ့တမန်တော်စစ်ကြောင်းကြီးတွေရက်တန့်ထားပေမဲ့မိုးကုတ်မျိုးကိုဝင်နိုင်တဲ့လမ်းကြောင်း နိုင်ငံတက်မတော်ပြည်တော်စုတက်မတော်ကမြန်မာနိုင်ငံအနှံပြဘယ်နေရာဘယ်ဒေသကိုမဆိုရေချားမြေချားတောတွေတောင်တွေကိုဖြတ်တန်းပြီးတော့တွားရောက်နိုင်နေဆိုတဲ့အခင်းချင်းနဲ့စမ်းဆောင်ရည်ကိုအခုမိုးကုတ်မှာမြင်တွေ့ရတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့နေရာတွေကနေမိုးကုတ်မြို့ရဲ့အဓိကနေရာတွေကိုဝင်ရောက်ဆင့်ဝင်တက်ဆွဲထားတာဖြစ်ပါတယ်။ဒါအပြင်မိုးမိတ်မိုးကုတ်နဲ့မိုးမိတ်ဆိုတာက28မိုင်မိုင်30ကျော်အကွာဝေးရှိပါတယ်။မိုးကုတ်မြို့ကိုပလောင်လန်နဲ့ကင်တဘုံ DNA တွေကအပြစ်ခတ်ရက်စဲရေးစာချုပ်ကလွယ်လွယ်ပြောင်းပေးရမှာဖြစ်တယ်လို့မိုးမိတ်မြို့လည်းပါဝင်ပါတယ်။ ဒါပေမဲ့မုံမိတ်မျိုးကိုပလောင်အကြမ်းဖက်သမားတွေလက်လွတ်ရမယ်ဆိုပေမဲ့တချံလက်နဲ့ကန်တဲ့ပုံ KIA က NUG ပြည်ပြည်အုပ်စုရဲ့ PDF တွေအားကိုအသုံးချပြီးတော့မုံမိတ်ကိုဆက်လက်ခြေကုပ်ယူထိန်းချုပ်ဖို့ရည်ရွယ်ထားတာရှိပါတယ်။ဒါပေမဲ့မနေ့ကနိုဝင်ဘာ25ရက်နေ့ညနေပိုင်းရတဲ့သတင်းတွေအရမုံမိတ်မျိုးတွေမှလည်းတပ်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တို့ဝင်ရောက်စိတ်ဝင်နေတဲ့ရင်ကားတွေနဲ့ဖိုးဝင်းနေတဲ့ဝင်ရောက်လာတဲ့ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက် တမ်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့ရဲ့အနီးဆုံးကိုရောက်ရှိပြီးတော့နိုဝင်ဘာ20ရက်နေ့ကလေးကမိုးကုတ်ကနေသင်းမိုးမိတ်ကိုပြန်လည်ဝင်ရောက်လာတယ်ဆိုတော့အခြေအနေမျိုးကိုခံမှန်းရပါတယ်။ဆိုတော့လက်ရှိဒီမိုးကုတ်နဲ့မိုးမိတ်ပြန်လည်လွှဲပြောင်းရေးအခင်းချင်းကအလုံးစိတ်ဝင်စားနေကြတဲ့အချိန်မှာပဲ PDF တွေအကြမ်းဖက်တွေမိုးကုတ်မြို့ကိုအသေးခံတိုက်ခိုက်ခဲ့ကြတဲ့ NUP ရဲ့အုပ်စုရဲ့အုံချခံနေအားလုံးခွေမောင်းတယ်လို့မောင်းထုတ်ခံရပြီးတဲ့နောက်မိုးကုတ်ကနေမိုးမိတ်အခုမိုးမိတ်မှာလည်းမိုးမိတ်မြို့ထဲမှာဝင်ရောက်အခြေချခွင့်မရဘဲနဲ့ပလောင်လက်နဲ့ကင်တဲ့ပုံ DNA ကိုတိုင်း တမ်းမတော်စစ်ကြောင်းတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလုံခြုံရေးပေးအကားအကွယ်ပေးပြီးတော့ခေါ်ယူလာရတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဒါကနိုင်ငံရေးအသာချက်ပါနိုင်ငံရေးမှာ soft power နဲ့ hard power ရှိတဲ့ထဲကမှလက်ရှိနိုင်ငံတော်အစိုးရကနိုင်ငံရေးကစားကွက်ကိုရွှေ့ပြီးတော့အပြစ်ခတ်ရဲစဲရေးစာချုပ်ချုပ်ဆိုလိုက်တယ်နိုင်ငံရေးစွမ်းအားနဲ့ soft power နဲ့ပဲဒီကြီးတစ်ချက်ဖောက်เสียရမလို့ပဲနဲ့အကြံဖက်တွေကိုနိုင်ငံရေးနည်းအရာဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ် ဒီလိုနိုင်ငံရေးအပြည့်အပေးနိုင်ခဲ့တာကိုပဲပလောင်လက်နိုင်ကန်တဲ့ပုံတင်တဲ့အလီကတရုတ်နိုင်ငံဘက်ကနိုင်ငံရေးဖိအားတွေရှိခဲ့တယ်ဆိုပြီးတော့တိတ်ခါဆဲပြောဆိုနေပေမဲ့တောင်ခမ်းကနေနောင်ချိုနောင်ချိုကနေကြောင်မဲတီဘိုးကိုထိုးစစ်ဆန်တဲ့အချိန်အလဲလဲအကွဲကွဲနဲ့ဆစ်ရှုံသွားကြရတဲ့အကြမ်းဖက်အဖွဲ့တွေရဲ့ပြောစကားကရှေ့မှာတက်တီတာရကားတွေနဲ့ရှိတာပြီးဖြစ်တဲ့အတွက်တရုတ်နိုင်ငံရဲ့နိုင်ငံရေးဖိအားလားတမတော်ရဲ့ထိုးစစ်ကိုကြောက်လန့်လို့လားဆိုတာကတော့အလုံးချိန်ထိုးကြည့်မယ်ဆိုရင်ဖြစ်တာမြင်တာပြီးဖြစ်ပါတယ် ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရမယ်ဆိုရင်တော့မိုးကုတ်မြို့ကလည်းတမရရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ဝင်ရောက်နေပြီဖြစ်တဲ့အကြမ်းဖက်တွေနဲ့ PDF တွေစကန်ချထားတဲ့နေရာတွေကိုဆက်လက်ပြီးစကန်ချထားခြင်းရှိမရှိမိုင်းထောင်ထားခြင်းရှိမရှိအကြမ်းဖက်လုပ်ငန်းတွေတချို့တင်ပြင်ဆင်အနောက်ရှက်လုပ်ငန်းတွေပြုလုပ်ထားခြင်းရှိမရှိအတွက်ရှေ့ပြေးအဖွဲ့တွေရောက်ရှိနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်။ မိုးကုတ်မြို့ထဲသာမကမိုးမိတ်မြို့ထဲမှာလည်းတမရရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်နေပြီဖြစ်ပြီးတော့ပလောင်လက်နက်ကိုင်တပုံ TNLA ကိုရိုင်းမိုးမိတ်မှာသွားရောက် စုဖွဲ့နေတဲ့မြင်းညံဘလက်တိုက်ကာကမိုက်ခဲလို့အဖွဲ့တွေနထိုးကြီးစိုးအောင်လို့အဖွဲ့တွေနောက်ပြီးတော့သူပရာသာကိုတက်တို့လို့အဖွဲ့တွေကအစမိုးမိတ်မြို့ရဲ့အစွန်အဖျားတောင်ခြေချခွင့်မရဘဲနဲ့မောင်းထုတ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်အခုဆိုရင်တော့မိုက်ခဲတို့ကိုနထိုးကြီးစိုးအောင်တို့ကိုကိုသက်တို့အဖွဲ့ရိအပါအဝင်စကိုင်းနဲ့မတရားတကြောကအညာသာတောသားတွေ မြန်ရောစောမှာရှိနေတဲ့အညာသားတောသားတွေအားလုံးကမိုးကုတ်ကနေမိုးမိတ်ကိုရွှေ့နေရတယ်မိုးမိတ်ကနေမောင်းထုတ်ခံရတာဖြစ်တဲ့အတွက်မက်ဘင်းကိုသွားမလားနတ်ဘက်ကရှမ်းနတ်ဘက်ကကိုသွားမလားဆိုတဲ့အခြေအနေကနေအခုဆိုရင်တောင်မြင်လွတ်တဲ့ခွေးဘဝကိုရောက်ရှိနေပြီဖြစ်ပါတယ်ဆက်ပြီးတော့လာတော့ကတော့မိုးမိတ်မျိုးကိုခွဲတန်းချပြီးကြောက်လူခွင့်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အာပေါင်းအာရင်တန်တန်နဲ့မိုးကုတ်မျိုးကိုကာကွယ်ရေးဆိုတဲ့ကောင်းစဉ်နဲ့ဒေါ်လာ၈000ကိုတော့ပတ်ကြီးရိုက်သွားခဲ့ပါတယ်တကယ်တမ်းကျတော့ နထိုးကြီးစိုးအောင်ကိုမြင်းညံဘလက်တိုက်ကားကအဖွဲ့တွေကိုမတိတာယူမုန်နေနေမိကန်တပ်ဖွဲ့တွေရဲကွန်မန်ဒိုတွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်အရှုံးတွေနဲ့အလဲလဲအကွဲကွဲနဲ့ဆစ်ရှုံးပြီးတော့စစ်ဘေးရှောင်အကြမ်းဖက်အနေနဲ့မိုးကုတ်မှာတွားရောက်ခိုးလုံနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုဆိုရင်တော့မိုးကုတ်မှာလည်းပလောင်ကမောင်းထုတ်လိုက်ပြီးမိုးမိတ်ရဲ့အဖျားအနာတော်မှာအခြေချခွင့်မရတော့တဲ့ PDF တွေရဲ့ဘဝကလည်းတကယ်ကိုတောင်းမြေလွတ်တဲ့ခွေးဘဝကိုရောက်သွားပြီဖြစ်ပါတယ်။ ဆိုတော့အခုဒီနေ့ကနိုဝင်ဘာ26ရက်နေ့ဖြစ်တယ်။အဲလာမယ့်နိုဝင်ဘာ30ရက်နေ့မှာတမရိုစစ်ကြောင်းတွေနိုင်ငံဝန်ထမ်းတွေရန်တန်းလိုက်ကြီးဝင်ရောက်ပြီးတော့မိုးကုတ်မြို့ရဲ့ရန်တဲ့အားလုံးကိုပြန်လည်လေပတ်တော်မလား။တနက်တစ်ချက်ဖောက်စရာမလိုဘဲနဲ့နိုင်ငံရေးတွစ်ဆုံဆွေးနွေးမှုနိုင်ငံရေးအရာဟပ်ပါဝါနဲ့ဆော့ပါဝါကိုမျှကြည်ထားကစားခဲ့တဲ့နိုင်ငံအကြီးအကဲတွေတမရိုအကြီးအကဲတွေရဲ့နိုင်ငံရေးကစားမှုတွေကနေတဆင့်နိုင်ငံရေးယဉ်ကျေးမှုတစ်ခုလုံးကို ဖိဖိစီစီတိမ်တိမ်မွေ့မွေ့နဲ့အကောင်းဆုံးဆောင်ရွက်သွားနိုင်တာကလည်းအခုမိုးကုတ်မြို့ပြန်လည်ထင်းချုံနိုင်ခဲ့တဲ့အခင်းချင်းကိုမြင်တွေ့ရုံနဲ့သိတာဖြစ်ပါတယ်ဒါကဒီပလောင်လက်နဲ့ကင်သမောင် DNA တွေစစ်ရှုံးသွားတဲ့အချိန်အပြစ်ခက်ရေဆေးရေးစာချုပ်ချိုးဆိုပရစီဆိုပြီးတော့ကိုကြည်မြောက်ကိုမင်းဆွေးနွေးပွဲအတွင်းခါခါရရနဲ့တောင်းပန်ခဲ့ပြီးတဲ့နောက်အပြစ်ခက်ရေဆေးရေးစာချုပ်ချိုးဆိုလိုက်တာတွေရဲ့ဒီတလားမပြည့်ခင်အချိန်မှာဖြစ်ပေါ်လာတဲ့အခင်းကျင်းပဲဖြစ်ပါတယ် ဒီမပြုတ်နိုင်တဲ့သတင်းတွေအရတော့ပလောင်လက်နက်ကိုင်တော်တို့ DNL အပြစ်ခက်ရစေးရေးစာချုပ်ချို့ဆိုလိုက်တဲ့အော်တိုဘာ29ရက်နေ့ကနေနိုဝင်ဘာ29ရက်နေ့အထိတက်လာအတွင်းမိုးကုံနဲ့မိုးမိတ်ကိုတွေ့ပြောင်းပေးရမယ်ဆိုတဲ့သဘောတူညီချက်ရှိထားတယ်လို့သိရပါတယ်။ဒါကြောင့်ဒီသဘောတူညီချက်အတိုင်းသဘောတူညီချက်အရပေးထားတဲ့တက်လာတာကာလအတွင်းနိုဝင်ဘာ30ရက်နေ့မှာကုံဆုံးမှာဖြစ်တဲ့အတွက်နိုဝင်ဘာ30ရက်နေ့မှာနိုင်ငံဝန်ထမ်းတွေတက်မတော်သားတွေ အပြစ်မဲ့အယက်သားဒေသခံမိဘပြည်သူတွေအားလုံးပြန်လည်ဝင်ရောက်လာကြတော့မှဖြစ်တယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါ